င်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကအကြရာရီနေပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ထိတ်တန်းလီပွဲစဉ်တချို့ကြံသေးရပေါ့နော်။အဲ့တော့ဒီနေ့ကစားတော်ဖို့ရှိတဲ့ထိတ်တန်းလီပွဲစဉ်တွေတဲကနေပြီးတော့မှဒါကျွန်တော်တို့ကြိုက်ဆုံးဖြစ်မယ်လို့ထင်ရတဲ့ပွဲစဉ်၃ပွဲကိုဒါဒီနေ့မှာရွေးထုတ်ပြီးတော့သုံးသပ်ပေးမှာဖြစ်တယ်ပေါ့နော်။အဲ့တော့တခြားသောဒီပြိုင်ဝဲတွေကပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေဒီဒါလီကုံလုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ Viber နဲ့ Telegram Channel တွေမှာတင်ပြီးရပေါ့နော်။အဲ့တော့ဒီ Channel နှစ်ခုလုံးရဲ့ link ကို video အောက်က comment မှာ pin comment အနေနဲ့ထောက်ပြီးတယ်ပေါ့နော်။ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့။အဲ့တော့ဒီနေ့လွယ်ပထမဆုံးသုံးသပ်ပေးခြင်းတဲ့ ွဲစဉ်ကကြတော့ဒီနေ့ည12နာရီမှာကစားမယ့်စပိန်လာလီဂါပွဲစဉ်တပွဲဖြစ်တဲ့အိုဆာဆူနာနဲ့အယ်ချီတို့ရဲ့ပွဲစဉ်ပါနော်အဲ့တော့အပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်အိုဆာဆူနာက level 90ရှုံးဝင်ပြီးတော့ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်ငကိုတွင်း25ပြားရှုံးဝင်ပါနော်အဲ့တော့လက်ရှိမှာဆိုလို့ရှိရင်ဒီစပိန်လာလီဂါကိုအင်လာလီဂါ2ကနေပြီးတော့တန်းပြန်တက်လာတဲ့အသင်းတွေကိုကျွန်တော်ပြန်ကြည့်အသင်း3နေနဲ့မှာဆိုလို့ရှိရင်အယ်ချီကတော်တော်လေးကိုပုံစံကောင်းနေရပါနော်တန်းပြန်တက်လာတဲ့အသင်း3နေနဲ့မှာဆိုလို့ရှိရင်အယ်ချီကလက်ရှိချိန်ဒီလာလီဂါမှာရှုံးဝင်လုံးဝမရှိသေးတဲ့ဒီဒီနဲ့တော့အသင်းဖြစ်တယ်ပါနော်ပြီးတော့သူတို့အသင်းကစားခဲ့တဲ့လာလီဂါပွဲလာလီဂါ ာပွဲစဉ်တွေကိုကျွန်တော် ပြန်ကြည့်လို့ရှင်လေသူတို့ကလာလီဂါနောက်ဆုံး၁၀ဝက်စားတိုင်မှာအဲ့ချီကလုံးဝရှုံးဝဲမရှိသေးဘူးပေါ့နော်ပြီးတော့ဒါပြောမှဆိုလို့ရှင်သူတို့အတင်းကဒါလက်ရှိအချိန်မှာဆိုလို့ရှင်လေလာလီဂါမှာနိုင်ဝဲတချို့ရတာရခဲ့တယ်အဲ့တော့အဲ့ချီကပြန်ပြန်တက်လာတဲ့အတင်းတွေမှာဆိုလို့ရှင် လုံးဝအကောင်းဆုံးအန်ဒါတော့အတင်းတင်းဖြစ်နေတယ်ပေါ့နော်လက်ရှိစပိန်လာလီဂါရဲ့ သူတို့ကစားခဲ့တဲ့ပွဲစဉ်၅ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်သူတို့ကအဖွင့်ပွဲစဉ်၂ပွဲမှာဆိုလို့ရှိရင်၂ပွဲတည်ကြတယ်ပြီးတော့နောက်ထပ်ကစားခဲ့တဲ့နောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင်သူတို့က၂ပွဲနိုင်တယ်တပွဲတည်ကြတယ်ဘာလို့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းတန်တက်လာတဲ့အတင်းတဲ့အတင်းဖြစ်တဲ့ Real Obito နဲ့တွေ့ပြီးတော့သူတို့1-0နဲ့နိုင်ခဲ့တယ်ဘာလို့အဲ့တော့ဒီတစ်ဖက်ကဥစားသူနာကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်တော့လက်ရှိလာလီကအဖွင့်ပွဲစဉ်၅ပွဲမှာဆိုလို့ရှိရင်သူတို့က9ပွဲ၂ပွဲပဲရခဲ့တယ်လက်ရှိဒီ Spain La Liga မှာဆိုလို့ရှိရင်အဆင့်73နေရာမှာရပ်တည်နေရပါတော့အဲ့တော့ဒီနေ့ပွဲဥသား အိုဆာဇူနာက အနိုင်ကစားခဲ့မှာဆိုလို့ရှိရင်တော့သူတို့ကဒီစပိန်လာလီဂါအမှတ်ပြီးစရာရဲ့အဆင့်6နေရာထိကိုသူတို့တန်လန်းနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာတော့ဒီအိုဆာဇူနာအနေနဲ့ဒီ level 90ရှုံးကြီးထွက်တယ်ဆိုပေမဲ့လို့ HCO အနိုင်ရဖို့ဆိုတော့ဒီပွဲအတွက်ဆိုလို့ရှိရင်ခက်ခဲလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော် HCO ကတန်တက်လာတဲ့အသင်းတင်းဆိုပေမဲ့လို့သူတို့ရဲ့ကစားခဲ့တဲ့ပွဲစဉ်ရောကျွန်တော်ပြန်ကြည့်ခန်စစ်ပိုင်းရဒရော်လေးကိုကြီးကြီးလေးလေးကစားခဲ့ရပြီးတော့အဲ့ဝေးဝေးအဝေးဝင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်း HCO ကအနည်းဆုံးဒီပွဲကိုမရှုံးအောင် HCO အနေနဲ့ ဒီကစားနိုင်မယ်လို့ကျွန်တော်ထင်တယ်မဟုတ်သူတို့ကစားခဲ့တဲ့အဝေးဝင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းအချီကလုံးဝမရှုံးအောင်ကစားနိုင်ရတယ်။ပြီးတော့အချီကစားခဲ့တဲ့လာလီဂါနောက်ဆုံး10ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း9ပွဲကနှစ်သိန်းပေါင်းသွင်းကို3ကိုအောက်ကိုရောက်ခဲ့တယ်ပေါ့နော် under 2.5ဖြစ်ခဲ့တယ်။အဲ့တော့ဒီသူတို့အသင်းအနေနဲ့လည်းဒီပွဲမှာအုတ်ဆိုင်ဆုံးနာကိုမရှုံးအောင်ကစားလိမ့်မယ်။တမတ်တော်သူခွဲယူသွားမယ်ထင်တယ်ပေါ့နော်။အဲ့တော့ဒီပွဲအတွက်ဆိုလို့ရှိရင်11လောက်တော့မှန်တယ်။အုတ်ဆိုင်ဆုံးနာဒီပွဲမှာအနိုင်မရနိုင်ဘူးလို့ထင်တယ်ပေါ့နော်။အဲ့တော့ဒါ9ပေါင်းကြီးအရာကို ဒါပေါ်ဒီကြီးအရာဟောဒီပွဲမှာအောက်ကြီးကိုရွေးချယ်ပေးခြင်းနဲ့ဗောနော်အဲ့တော့ဒီပွဲအတွက်ဆိုလို့ရှင် HE နဲ့ကိုောက်ကိုရွေးချယ်ပေးခြင်းနဲ့ဗောအဲ့တော့ဒီနောက်ထပ်အသုံးသက်ပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ညတနင်္ဂနွေဘက်မှာကစားမဲ့ရှူလူပါလီပွဲစဉ်တပွဲဖြစ်တဲ့ဒီ SM Villa နဲ့ဘူလော့နာဗောနော်အဲ့တော့ဒီပွဲစဉ်လက်ရှိပေါ်ကြည့်ကျွန်တော်ပြန်ကြည့်ရင် Villa က၃လုံးသွင်း85ပြားရမယ် ပြီးတော့ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ကိုးသွင်းပြား60ရှုံးမယ်ဆိုပြီးတော့ကြေးထွက်တယ်ပေါ့နော်အဲ့တော့ဒီအဆွန်ဘီလာကောဘူလွန်နာကောပေါ့နော်နှစ်တင်းလုံးကဒီပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတုန်းကဆိုလို့ရှိရင်သူတို့ချန်ပီယံလိကိုဝင်ပြီးတော့ကစားဝင်ရခဲ့တယ်ဒါပေမဲ့လို့အခုနှစ်မှာတော့သူတို့ယူလီပါလိပြိုင်ပွဲဥသာသူတို့ဝင်ပြီးတော့ရှင်ပြိုင်ဝင်ရခဲ့တယ်ပေါ့နော်အဲ့တော့အဆွန်ဘီလာကိုကျွန်တော်ပြန်ကြည့်ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီချန်ပီယံလိမှာဆိုလို့ရှိရင်သူတို့ကသူတို့ရဲ့အိမ်ဝင်ဘီလာဘက်မှာဆိုလို့ရှိရင်ဘိုင်ယန်လိုအသိမျိုးတော့သူ1-0နဲ့အနိုင်ရခဲ့ဘူးတာရှိတယ်ပေါ့နော်ဒါပေမဲ့လို့ ဒါလက်ရှိအခုနှစ်ရဲ့ခြေစောင်းကိုကျွန်တော်ပြန်ကြည့်မနစ်ကဘီလာနဲ့အခုနှစ်ဘီလာနဲ့ကိုကျွန်တော်ပြန်ရှင်ပြန်ရှင်ကြည့်မယ်ဆိုလို့ရှိရင်ဒါလက်ရှိအဆွန်ဘီလာရဲ့ခြေစောင်းတော်တော်လေးကိုညံပြင်းအောင်တွေ့ရတယ်ဗောနသူတို့ရဲ့ဒါပြောမယ်ဆိုလို့ရှိရင်ဒီတိုက်စစ်ပိုင်းအရာဆိုလို့ရှိရင်လက်ရှိမှာတော်တော်လေးကိုရုန်းကန်နေရတယ်ဒါသူတို့အသင်းကစားခဲ့တဲ့ဒီပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစန်တာလိုင်းနဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်တန်တက်လာတဲ့စန်တာလိုင်းကိုသူတို့ဝမ်းဝမ်းသာတည်ကစားနိုင်ရတယ်ဗောနလက်ရှိ ပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းဒီ SNB လာလုံးဝနိုင်ဝဲမရသေးဘူးပြီးတော့ပြိုင်ဝဲဆုံးမှာဆိုလို့ရှိရင်လည်းဘီလာကလုံးဝအနိုင်မရသေးဘူးပေါ့နော်ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကတော့ SNB လာကဒီဘောလုံးနာနဲ့ချန်ပီယံလိမှာတွေ့ခဲ့ဘူးလေပေါ့နော်အဲတုန်းကတော့ SNB လာက2-0နဲ့နိုင်ခဲ့တယ်ဒါပေမဲ့လို့ဒါအခုနှစ်တွေ့ဆုံမှုမှာတော့သူတို့ဘောလုံးနာကို2-0နဲ့ထပ်ပြီးတော့အနိုင်ယူဖို့ဆိုတော့ဒီပွဲမှာကျင်းဒီပေါ့ခက်ခဲနိုင်တယ်ပေါ့နော်ဒီ SNB လာကလက်ရှိသူတို့ရဲ့တိုက်စီကိုကျွန်တော်ပြန်ကြည့်ဒီတော်တော်လေးကိုရုံးကန်နေရပေါ့နော်ကစားခဲ့ပြီးတဲ့ပြိုင်ဝဲဆုံးဒီစုစုပေါင်း6ပွဲကစားပြီးတဲ့အချိန်မှာသူတို့ရဲ့တိုက်စီက twin goal နှစ်ကိုပဲရခဲ့တယ်ပြီးတော့သူတို့ကိုဒီကိုမရခဲ့တဲ့ပွဲတွေစုစုပေါင်းပါလေ6နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်၄ဝက်တီတီရှိရယ်ဗောနော်တစ်ဖက်ကဘူလုံးလာတော့ဒီသူကစားခဲ့တဲ့ပွဲစဉ်တွေကအရင်ကြီးမရှုပ်သေးဘူးအိမ်ဝဲနှစ်ပွဲကစားတယ်ကထားတယ်အဝေးကွင်းနှစ်ပွဲကစားတာတယ်အဝေးကွင်းနှစ်ပွဲမှာနှစ်ပွဲလုံးဘူလုံးလာရှုံးတယ်ဗောနော်အိမ်ကွင်းနှစ်ပွဲမှာတော့နှစ်ပွဲလုံးအနိုင်ရခဲ့တယ်ဒါပေမဲ့လို့ဒီဘူလုံးလာကဒီပွဲကဒါချမင်လီး ဒါသူတို့ရဲ့အဖွင့်ပွဲစဉ်တစ်ပွဲလေးဖြစ်တယ်ဆိုတော့လက်ရှိအဆိုမီလာရဲ့ခြေစွမ်းညံဖြင်းနေမှုဒီပွဲမှာဘလုံးနာအနေနဲ့အကောင်းဆုံးအသုံးချပြီးတော့အ ਨੇ ဆုံးဒီပွဲမှာမီလာရှီကတည်ရည်တမတ်တော့သူခွဲယူသွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့တကုံးသွင်း85ပဲရမယ်အဆိုမီလာတဲ့ဆိုင်ဒီပွဲမှာဘလုံးနာကိုတဘောကြတယ်ပြီးတော့အဆိုမီလာရဲ့တိုက်စစ်ကလည်းလက်ရှိအချိန်မှာဆိုလို့ရှိရင်ဂိုးရဝင်သူတို့တော်တော်လေးကိုရှုံးခံရတယ်ပေါ့နော်ပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းသူရဲ့တိုက်စစ်က ဒီပြီးခဲ့တဲ့ center line နဲ့ပွဲစဉ်မှာရခဲ့တဲ့တလုံးနဲ့တော့ဒီပင်ကိုတကူပဲရှိတယ်ဗောနော်ပြီးတော့ဒီဘိုလန်နာကိုတိုင်းကကြတော့လေဒီသူတို့ကစားခဲ့တဲ့၄ပွဲမှာဆိုလို့ရှိရင်ဒါအတွင်းကိုစုစုပေါင်း၃ကိုပဲရခဲ့ဆိုတော့ဒီပွဲမှာဘိုလန်နာရဲ့အတွင်းကိုတွေကိုလည်းအလုံးစုံတကူလောက်တိချိပဲချိလာလိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာလည်းကိုရလဲအနေနဲ့ဆိုလို့ရှိရင်11 CC အလောက်ပဲဖြစ်လိမ့်မယ်ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာလည်းဒါဘိုလန်နာနဲ့ကိုဟောကိုပဲရွေးချယ်ပြီးခြင်းတယ်ဗော အဲ့တော့ဒီနောက်ထပ်နောက်ဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်ကကျတော့ဒီနေ့ည2နာရီမှစမယ့်စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ Obido နဲ့ဘာစီလိုနာတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါ့ကျကျွန်တော်ပြန်ကြည့်ဘာစီလိုနာက2ဂိုးသွင်း45ပြားရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း35ပြားရှုံးမယ်ပေါ့နော်အဲ့တော့ဒီ Obido နဲ့ဘာစီလိုနာပေါ့နော် Obido အသင်းကိုကျွန်တော်ပြန်ကြည့်သူတို့က ဒီရာဒီတန်တက်လာတဲ့အသိနေတဲမှာဆိုလို့ရှင်ရုံးအယုံကန်အောင်အသိသိသိဖြစ်နေပါတော့သူတို့တင်းရလက်ရှိအချိန်မှာဆိုလို့ရှင်လာလီကာ၅ဘွဲကစားပြီးတဲ့အချိန်မှာ၄ဘွဲရှုံးနေတပွဲတည်ကြတယ်ပြီးတော့လက်ရှိလာလီကာမှာဆိုလို့ရှင်၉ဘောက်ကန်ချက်ဒီ expert တဲ့ကို8ကြီးဒါဒီအကုန်လုံးအချက်လက်တွေနဲ့ကျွန်တော်အမှတ်ပေးစရာမှာအစင်းလိုက်စီလိုက်မယ်ဆိုလို့ရှင် OB2 ကအမှတ်ပေးလာလီကာအမှတ်ပေးစရာဟိုအောက်ဆုံးနေရာမှာရောက်နေလိမ့်မယ်ပေါ့နော်ပြီးတော့သူတို့တင်းကိုယ်တိုင်ကခန်းစစ်နဲ့ဒီကွင်းလန်ပိုင်းတက်ဆိုင်သူတို့တင်းရဲ့ဒီ ဖိုင်နယ်တက်ဆုံနေမှာကစားပုံက OB တွေကတော်တော်လေးကိုညံ့တယ်ဗောနော်သူတို့ရဲ့တိုက်စစ်ကအရင်ကြီးအလုံးမလုံးနိုင်ဘူးအဲ့တော့ဒီတစ်ဖက်ကပါစီကိုကျွန်တော်ပြန်ကြည့်လို့ရှင်သူတို့ကပြိုင်ပွဲဆုံး6ပွဲကစားခဲ့ရမှာ9ပွဲနိုင်တယ်တပွဲတိကြတယ်ပြီးတော့သူတို့ရဲ့တိုက်စစ်ပိုင်းကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲသူတို့ရဲ့ star player ဖြစ်တဲ့လက်မိုင်းရမယ်မပါဝင်နိုင်တဲ့အနေအထားတစ်ခုမှာတော့သူတို့ရဲ့တိုက်စစ်ကတော်တော်လေးကိုအလုံးဖြစ်နေတာကိုတွေ့ရတယ်ဗောနော်ဒီပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကကစားကဂီတာဖိမပွဲဂီတာဖိနဲ့ပွဲမှာဆိုလို့ရှိရင်လည်းသူတို့3ဈေးနဲ့နိုင်တယ်ပြီးတော့ဂျာယက်မှာကစားခဲ့တဲ့နယူကာဆယ်နဲ့ပွဲမှာဆိုလို့ရှိရင်လည်းချန်ပီယံလိပွဲစဉ်မှာသူတို့2ဝမ်းနဲ့နိုင်ခဲ့တယ်ဘောနော်အဲ့တော့လက်ရှိဟန်စီဖလိရဲ့ဘာစီလိုနာကတိုက်စစ်ပိုင်းအရဆိုတိုက်စစ်ပိုင်းအရာဆိုလို့ရှိရင်တော်တော်လေးပြီးပြည့်စုံနေတဲ့အနေအထားတစ်ခုမှရှိတယ်ဗောနော်ပြီးတော့ real video အတင်းကလည်းဒီပြီးခဲ့တဲ့ August လတုန်းကဆိုလို့ရှိရင်သူတို့ real နဲ့ကစားခဲ့တယ်ဗောနော်သူတို့ရဲ့အိမ်ခွင်းမှာပဲ3 season နဲ့ရှုံးခဲ့တယ်အဲ့တော့ဒီပွဲမှာလည်း ဒီလိုကိုရလက်မျိုးအတိုင်းပဲထပ်တူဖြစ်သွားလိမ့်မယ်ကျွန်တော်ထင်တယ်ဘာလို့ဘာစီလွန်လာ 3C နဲ့ထပ်ပြီးတော့နိုင်သွားအောင်မယ်လို့ထင်တယ်အဲ့တော့ body J အရဆိုလို့ရှိရင်နှစ်ကိုးသွင်း45ပဲရမယ်ဒီဘာစီလွန်လာအသင်းကိုဒါဒီနေ့အပွဲစဉ်မှာတော့ရွေးချယ်ပြခြင်းနော်ဘာစီ 3C လောက်တော့အနည်းဆုံးမျှော်လင့်ကြည့်မယ်ပေါ့နော်